စစ်မှုထမ်းကိစ္စတွေပေါ့ငွေတွေမတရားတောင်းခံနေတယ်ပြည်သူတွေတော်တော်ဒုက္ခရောက်နေတယ်ပြည်သူတွေရဲ့အခဲမကြေမှုတွေပေါ့တော်တော်များနေပါဘူးဘိုးတထောင်မြို့နယ်တရက်ကွက်ကားတဲ့အုပ်ကြီးတွေကကျမ်းမာရေးမကောင်းတဲ့သူတွေကိုတဲ့နော်စစ်မှုထမ်းအတင်းထဲ့နေတာအဲ့တော့ပိုက်ဆံရှိတဲ့သူတွေလုတ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့မိသားစုဝင်တွေဘယ်သူမှမပေါ့ပြည်သူလူထုပေါ်နိုင်ထက်စီးနေအနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြံ့ခိုင်ရေးအုပ်ကြီးတွေ ကြံခိုင်ရအုပ်ကြီးတယ်ကြံခိုင်ရကမဲတော်မနိုင်သေးဘူးအခုကမဲတော်မမနိုင်သေးအခုတည်းကနေပြီးတော့ဇိုက်ရိုက်ကပြတယ်ဟလားဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဒီနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်ခင်ဗျားတို့အခုအုတ်ချိုရရန်ရအစင်စင်ကလူတွေလှုပ်ပုံကြိုင်ပုံတွေကြောင်းနော်ပြည်သူတွေတော်တော်လေးတော်တော်လေးတော့မကြေမချမ်းမှုတွေဖြစ်နေပြီဗျ ဲ့တော့အစိုးရတည်းအနေနဲ့နော်ပြည်သူလူထုကိုအမြဲတမ်းအမြဲတမ်းအမြဲတမ်းဒုက္ခပေးနေတဲ့ပုံစံမျိုးတွေဖြစ်နေတဲ့ဒီစစ်မှုထမ်းရေးရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘာလို့ဆောင်ရွက်ပေးမှလဲဗျာနော်အခုအဲကျွန်တော်တို့ဒီလွတ်တော်ကိုယ်စားလှယ်ပေါ့ကိုယ်စားလှယ်လောင်းနေပေါ့လွတ်တော်ကိုယ်စားလှယ်လောင်းနေရောပါတီတွေရောပဲဒီစစ်မှုထမ်းရေးရာကိစ္စနဲ့ပတ်သက်ပြီးတော့ရဲရဲဝင်းဝင်းပြက်ပြက်တာတာ ပြောပေးမဲ့သူတွေနည်းနေပါသေးတယ်เนาะအခုဖြစ်ရက်ကလေးတွေစာမှာဗျာเนาะဖြစ်ရက်ကလေးနဲ့စာမယ်ဆိုလို့ရှိရင်ပိုးတထောင်မြို့နဲ့တည့်ရက်ကွက်ကတဲ့အုတ်ကြီးတွေက ကျမ်းမာရေးမကောင်းတဲ့သူတွေကိုတဲ့เนาะစစ်မှုထမ်းအတင်းထဲ့နေတာအဲ့တော့ပိုက်ဆံရှိတဲ့သူတွေလုပ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့မိသားစုဝင်တွေဘယ်သူမှမပေါအောင်အဲတကယ်တမ်းခံနေရတာကတော့ကျုံမွဲတွေပေါ့ဗျာเนาะကျုံမွဲတွေကအဓိကခံနေရအဲ့တော့ အဲ့ဦးကြီးကပြောတယ်ပေါ့နော်။ဟာကျမ်းမာရေးမကောင်းလို့ရှိရင်ထည့်လိုက်ပါဘာမှမဖြစ်ဘူး။ဟိုရောက်လို့ရှိရင်တို့ဆေးအောင်မှာမဟုတ်ပြန်ကြလာမှာပေါ့နော်။အမခံပါလို့ဆိုပြီးတော့ထည့်လိုက်တာ။အခုဆိုရင်ကျမ်းမာရေးမကောင်းသောအဲဒီဘော့စစ်မှုထမ်းရွယ်တွေကစစ်ထဲရောက်သွားပြီးအခုဆိုရှေ့တန်းရောက်ပြီးတည်င်းမှာတည်င်းအစနာတော့မရတဲ့အခြေအနေမျိုးတွေအထိဖြစ်နေတယ်ဗျာနော်။အဲ့တော့ပေါ်ထောင်မြို့နယ်အမတ်တရက်ကွက်ကရတဲ့ဥဟန်သိန်းနေဗျာနော်။အဲ့တော့နောက်ဆုံးဗိတ်ခံရတဲ့သူပေါ့ အလုံးပေါင်း900လောက်တော့ရှိပြီအဲ့တော့ကျမ်းမာရေးမကောင်းမဲနဲ့စစ်မှုတန်းတွေအတင်းထည့်ခံရတယ်အဲ့တော့အဆက်အသွယ်မရအောင်မိသားစုဝင်တွေကတော့ကြေကွဲရတယ်ပေါ့ဗျာနော်ခုနောက်ဆုံးခံရသူဆိုရှင်တော့စစ်မှုတန်းပါစကျော်မင်းဦးကနောက်ဆုံးခံရတဲ့သူပေါ့ဗျာနော်သူရှိမှ400 500လောက်ရှိပါသေးတယ်အဲ့လိုပဲကျမ်းမာရေးမကောင်းမဲနဲ့စစ်ထဲကိုအတင်းလိုက်နေရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဒီစစ်မှုတန်းဥပဒေနဲ့နောက်ဒီစစ်မှုတန်းဥပဒေကြောင့်ပြည်သူတွေကတော်တော်လေးတော်တော်လေးစိတ်ညစ်နေကြပြီအဲ့တော့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေကိုရောပါပေးမဲ့သူနော်မှန်ကန်အောင်ဆောင်ရွက်ပေးနိုင်မဲ့သူလွတ်တော်ကိုယ်စားလှယ်လောင်းနေပါတီတွေခင်ဗျားတို့ဘာတွေပြောကြမလဲဗျာနော်လွတ်တော်တွေဝင်သွားတာပြည်သူအတွက်ဝင်သွားတာမဟုတ်ပဲねလုတ်ပိုင်ခွင့်အတွက်နော်ဟိုဘလိုခေါ်မလဲအပြင်မှာလှုပ်ရှားကင်စားလို့အဆင်မပြေလို့နိုင်ငံရေးလှုပ်ရှားမယ်ဆိုတဲ့နိုင်ငံရေးပေါင်းတဲ့လှုပ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝင်သွားတဲ့လွတ်တော်ကိုယ်စားလှယ်တွေပါတီတွေဖြစ်နေတယ်ရောသလားအဲ့ဒီပုံစံမျိုးတွေပဲများနေပါလား ရက်ွက်ထက်မှာတဲ့အကုံကိုကြောက်နေရတာပဲတဲ့မင်္ဂလာညချမ်းမှာကုံမအောင်နဲ့မင်္ဂလာညချမ်းမှာဗျာနော်အဲ့တော့မြန်မာနိုင်ငံမှာကဘာမှဒီပေါ့ကောင်းအောင်ကောင်းွယ်လှူစားဖို့ဆိုတာလုံးဝမဖြစ်နိုင်ရင်ဖြစ်နေတယ်အဲ့တော့နေဆက်ကုံသွေးကြီးတွေလည်းပြတ်နေဆက်ကုံသွေးကြီးတွေပြတ်တဲ့ခါကျတော့စီးပွားရေးကဘာလှူစားမလဲဗျာနော်စစ်သေးဝင်မှာပဲထမင်းစားရမယ်ပုံစံမျိုးတွေအထိရှိလာတာတွေလည်းရှိတယ်အဲ့တော့နောက်ဆုံးပဲပြောပြနော်ဟိုလက်နက်ကင်မှာအစဉ်ပြေမဲ့ပုံစံမျိုးတွေလေးရှိလာတာလည်းရှိတယ်ဆိုလိုချင်တာက ဒီလက်နက်ကင်ပေါ့တော်လန်ရေးဆိုပြီးတော့ဝင်လိုက်ပြန်မန္တကထမင်းငတ်လို့ဝင်သွားတဲ့သူတွေလည်းရှိတာပဲအဲ့တော့စစ်ထဲကိုဝင်သွားတဲ့သူတွေထဲမှာထမင်းငတ်လို့ဝင်သွားတဲ့သူတွေလည်းရှိတာပဲအဲ့တော့အခြေခံအခြေခံပြည်သူအဆင့်တန်းမှာလည်းထမင်းစားဖို့အတွက်ရရလုပ်နေတဲ့ပုံစံမျိုးတွေရှိနေသလိုအဲနည်းနည်းလူကုန်တန်းတိုင်းဝိုင်းမှာဆိုလို့ရှိရင်စစ်ထဲဝင်သွားတယ်ဆိုတာကလုတ်ပိုင်ခွင့်ရပိုင်ခွင့်နေရာချိတ်ဆက်နဲ့ဝင်သွားတဲ့သူတွေရှိသလိုเนาะနိုင်ငံရေးလောကအခုနိုင်ငံရေးလွတ်တော်တဲ့ဝင်မဲ့ ပါတီဝင်တွေကိုယ်စားလှယ်တွေဆိုတာလည်းနိုင်ငံရေးအတွက်စေတနာကောင်းလို့ဝင်ထားတဲ့ဆာလို့ရှိရင်စီးပွားရေးကောင်းတဲ့တွင်ကောင်းတဲ့လုတ်ပိုင်ခွင့်ရဖို့ပါမစ်တွေရဖို့ဆိုတော့ယူရချက်တွေနဲ့မျိုးဝင်နေသလားအဲ့တော့ခင်ဗျားတို့တွေအဲ့လိုမဟုတ်ကြောင်းလေးတော့ပြကြပြနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစစ်မှုတမ်းရေးရာကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအခုခံစားနေရတယ်နော်။ခံစားနေတဲ့အချိန်မှာခင်ဗျားတို့ပြောရမှာပါလဲဆိုတော့ဟုတ်ပြီမင်းတို့အခုနေခံစားငါတို့လွတ်တော်ရရဘာလို့ပြေးမလဲညာလို့ပြေးမလို့ပြန်နော်။ဒါနဲ့ပတ်သက်ပြီးတော့ငါတို့ဘယ်လိုမျိုးထိ ဒီကိစ္စတွေညော့ပါသွားအောင်တို့တွေဆောင်ရွက်ပေးနိုင်မယ်ဆိုတော့အဲပြည်သူတွေရဲ့ဒီပေါ့အခုချိန်မှာညှော်လင်းချက်လေးတော့ပေးကြပါအောင်ခုကပြည်သူတွေကညှော်လင်းချက်မဲ့တယ်လို့ဖြစ်နေတယ်ပိုက်ဆံတွေလည်းပေးနေရတယ်လိုက်နေရတယ်တင်နေရတယ်ကြေနေရတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီစစ်မှုတန်းကြီးကလည်းပတ်သက်ပြီးတော့အဲဖြစ်ရက်ကလေးတွေတစ်ခုပြီးတစ်ခုကျွန်တော်ပြောပြပါမယ်နော်အဲနောက်တစ်ခုကြတော့ဒီတော့ဗျတလားဝါခဲမမြို့နယ် ARV တိုင်းပေါ့ဗျာနော်ကျုံမငေးမြို့နယ်ဘက်မှာတဲ့ရွာတိုင်းလိုလိုမှာနော် တူးဒီလောင်းကစားတွေလုပ်နေကြတယ်တာတူးဒီလောင်းကစားတွေနဲ့ပတ်သက်ပြီးတော့နော်ပြည်သူတွေကဘဝပြတ်နေကြပြီအဲ့တော့အထက်ကဖမ်းဆီးဖို့နော်ဟိုစီမံချက်တွေပါလေရှိပေမဲ့လည်းနေရင်းတွေကလိုင်းကြီးတွေကောက်ပြီးတော့လှုပ်ပေးထားတာတွေရှိတယ်အဲ့တော့ပြည်သူတွေခင်ဗျတူးဒီကဘဝပြတ်တယ်နော်ဘဝပြတ်တယ်လူတွေသမင်းဘလောက်ထိငတ်နေကြပြီလဲမသိပါဘူးအဲ့တော့စီးပွားရေးကလည်းမကောင်းနော်နေစားကလေးတွေကလည်းအဆင်မပြေနိုင်အဲ့တော့တူးဒီလေးသွားဆန်းလိုက်ဆန်းရင်ဆန်းရင်လည်းနောက်ဆုံးပဲတူးဒီက ဘဝကြီးဖြစ်နေပြီနော်ဒူဒီဆိုနှလုံးတီသုံးလုံးတီတွေဖြစ်ပါလိမ့်မယ်နော်အောက်ခြေလူတန်းစားတွေပဲကြည်ပြပါတောင်းဆိုပါတယ်တဲ့မှန်ပါတယ်ဗျာနော်အဲ့တော့ဒူဒီလောင်းကစားတွေဒီဝါခင်မမြို့နယ်ကျုံမငေးမြို့နယ်ဘက်မှာပေါ့နော်ရွာတိုင်းလိုလိုမှာဒူဒီဒူဒီတောင်းညမ်းနေတယ်ပေါ့ဗျာနော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့အာနာပိုင်နေအနေနဲ့ကလည်းအဲတေချာစစ်စစ်ပြီးတော့ဆောင်ရပေးစီခြင်းပါတယ်ဒူဒီထမင်းငတ်နေရောလောင်းကစားဟာတော်တော်လေးပေါ့နော်လောင်းကစားဟာဘဝပြည့်စေသော နတ်ဆိုးတစ်ပါးပါပဲလောင်ကစားဆိုရှင်နော် AOE တိုင်းအိမ်မဲမြို့မှာလဲတဲ့เนาะစစ်ဘူတန်းကြီးတွေအကောက်ကျန်းနေတယ်ဗျာเนาะတယောက်ကိုတဲ့တသိန်းနဲ့ဗျာเนาะသုံးယောက်ရှိရင်သုံးသိန်းနဲ့အဲ့တော့အတောင်းကျန်းနေတယ်ပြည်သူလူထုခင်ဗျာမှာဒီစစ်ဘူတန်းကြီးနဲ့ပတ်သက်ပြီးတော့တတော်ကိုဒုက္ခရောက်နေကြပါတယ်ဒါ AOE တိုင်းဝါခင်မှာအဲ AOE နောက်ပြ AOE တိုင်းအိမ်မဲမြို့မှာဗောနော်အဲဒါနောက်တနေရာတစ်ခုဗောဟုတ်လားအဲ့တော့နောက်ထပ်ကျွန်တော်တို့ ဒီစစ်မှုတန်းစစ်မှုတန်းကြီးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရနေရဆိုလို့ရှိရင် ARE တိုင်းเนาะလော့ပေါ်တာမြို့နယ်တဲ့လော့စာအုပ်စုမှာတဲ့တလကို9000ကောက်ခံပါလေတဲ့အုတ်ချုပ်ရေးမှုကဝင်းစော်တဲ့နော်ကြန့်ခိုင်ရေးကခန့်ထားတဲ့အုတ်ချုပ်ရေးမှုပါတဲ့အခုနောက်ပိုင်းကြန့်ခိုင်ရေးကခန့်ထားတဲ့အုတ်ချုပ်ရေးမှုတွေနေရာတော်တော်ရလာကြတယ်နော်တာမန်သူတို့သူတို့အုတ်ကြီးတွေပဲနေရာအဲကြန့်ခိုင်ရေးကခန့်တဲ့သူတွေပဲနေရာညာနေရာဒီပေါ့ကျွန်တော်တို့ အုတ်ချုပ်ရေး level တွေမှာကြံ့ခိုင်ရေးရလူတွေနေရာတော်တော်ရနေကြရနော်အဲ့တော့သူတို့ကလည်းယုံကြည်မှုအပြည့်ရှိပြီသားဗျမင်းတို့ဘာမှမပူနဲ့ငါတို့ပဲပြန်တက်မှာရွေးကောက်ပဲပြီးလဲငါတို့ပဲပြန်တက်မှာဆိုတော့ဒီအုတ်ချုပ်ရေးမှုတွေရဲ့လက်ကောင်းခတ်တန်တွေကလည်းအခုကျွန်တော်ကကြားနေရပြီဗျာနော်ဒီပေါ့ဒီစစ်မှတ်ဖြစ်ပွားမှုမှာအဓိကခံရမှာပြည်သူတွေဖြစ်တယ်အခုဆိုလို့ရှိရင်ဗျာစစ်တပ်ကလည်းတွေးသမျှကျဲနေတာနော်တွေးသမျှကျဲနေတာဒါကျွန်တော်တို့စစ်တပ်ကထိန်းသိမ်းလုပ်ရမယ့်အရာတွေရှိတယ်ဒါမဲ့လည်းစစ်တပ်ကလည်းအခုကဟိုလုံးဝပေါ့နော် ဘုံကျဲမှုတွေမှာအာတော်တော်လေးကြံ့ကြံ့နေနေအောင်စောင့်နေတာပါမနေ့ကကျွန်တော်ပြောခဲ့သလိုပေါ့ဗျာနော်လူစုတဲ့အရက်ဆိုလို့ရှိရင်ကျဲတာပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အောက်မှာတန်ရာတို့ဘောလုံးကံမို့လူစုတာတို့နော်စတားလင်းစုသုံးတာတို့နော်အဲ့လိုပုံစံမျိုးဆိုရှင်စစ်တပ်ကပေါ်ကျဲချတာပဲဗျာသိလားအဲ့ဒီတို့ကြောင့်မို့လို့ပြည်သူတွေကဒီဟာဒါတွေကပြည်သူတွေဗျာနော်ပြည်သူတွေဒါပေမဲ့ပြည်သူဆွေးနေရမှာလဲပြည်သူကြားထဲမှာကျွန်တော်တို့ဒါတော်လိုင်းဆိုတာလဲ ဒီပေါ့ဟိုဘယ်ကောင်မပြည်သူတွေနဲ့အတူတူခင်ဗျားတို့ပြောတယ်ဟုတ်လားပြည်သူကြားထဲမှာခင်ဗျားတို့နေကြတဲ့ခါကြတော့ဒါစစ်ရဲ့သဘောတရားရစစ်ရဲ့အနှိဋ္ဌာယုံစစ်ရဲ့ဂရိုက်တွေရိုက်ခတ်လာပြီเนาะစစ်တပ်ကလည်းဆင်ញင်တက်มาတယ်ဟုတ်ပြီအဲ့တော့အာကျွန်တော်တို့နောက်ထပ်လောက်ဘတာအုတ်ကြီးပေါ့เนาะဒီကိစ္စလေးပေါ့အုတ်ချုပ်ရေးမှုဝင်းစောเนาะအဲသူကကြန့်ခံရေးရခန့်ထားတဲ့အုတ်ချုပ်ရေးမှုဖြစ်တယ်ပေါ့เนาะ တော့မပေးလို့ရှိရင်ねစစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါတယ်တဲ့เนาะအဲ့တော့ဆွဲတဲ့အပြင်ကိုပေါ့เนาะဆွဲခံရတဲ့မိသားစုက ထောက်ပံ့ချေ15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလဲငွေချေးကောက်ခံတဲ့နေရာမှာပဲတစ်လောက်တစ်ခါကြီးကျနှစ်ချိန်ကောက်တယ်ဘာကြောင့်လဲဆိုရှင်တို့ကစစ်မှုထမ်းဝယ်လိုက်တယ်ပေါ့အဲဝယ်ပြီးတော့စစ်တပ်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုထမ်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကတို့လိန်ညာကောက်နေတာလေနော်ဟိုမှာကလုံးဝ စစ်ထဲအဲဘာခေါ်မလဲစစ်ထဲဝင်တော့သူကပြန်မလာရဘူးအဲ့တော့အဲ့လိုမျိုးလိန်ညာကောက်ခံမှုတွေရှိသလိုအရန်ကို night test စီးနင်းဆန်လွန်နေတယ်ပေါ့ဗျာနော်အဲ့တော့အဲ့တော့ဘလို့ခေါ်မလဲနောက်ထပ်လူတွေကိုလည်းပေါ့နော်သူ့ရဲ့ဒီစည်ရေးကလည်းပေါ့နော်လူတွေကိုဖဏနဲ့ပါးကိုရိုက်ပါတယ်တဲ့နော်အပြစ်ရှိတဲ့သူတွေပေါ့အပြစ်ရှိတဲ့ဟေးဆိုရှင်အဲ့လိုပါးကိုရိုက်ပါတယ်တဲ့စည်ရေးပေါ့ဖြိုးဝေထွန်းလို့ခေါ်ပါတယ်နော်သူကလည်းမွတ်စလင်ပါတဲ့အဲ့တော့ အဲဒါမျိုးတွေပေါ့ပြည်သူလူထုပေါ့ night test scene အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြန့်ခိုင်ရေးအုပ်ကြီးတွေဟောကြန့်ခိုင်ရေးအုပ်ကြီးတွေကြန့်ခိုင်ရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မှမနိုင်သေးအခုတည်းကနေပြီးတော့ဇရိုက်ကပြတယ်ဟလားဘာရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေများဖြစ်နေလေရောသလားအဲ့ဒါကြန့်ခိုင်ရေးဘက်ကလည်းကိုခံထားတဲ့အုပ်ကြီးတွေရဲ့အကျင့်စရိုက်နဲ့ ယူဆိုင်ပါနော်ခင်ဗျားတို့ပြည်သူမျက်နှာမူရမှာဖြစ်တယ်ခင်ဗျားတို့အုတ်ချော့ရမှာခြေကံဥပဒေနဲ့အုတ်ချော့မှာဖြစ်တယ်အဲ့ဒီကြောင့်မလို့ပြည်သူလူလူမှာပါဝါရှိရဆိုတာသိဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကဒါမျိုးတွေရက်ဆက်ကြမ်းတမ်းနေမယ်နော်ဟိုမောက်မာနေမယ်ဟေးဆိုလို့ရှိရင်ပြည်သူလူလူရဲ့ဒါပထမတလိုင်းကြီးဆက်တွေဆန့်ကျင်သွားပြီနောက်ထပ်လုံးဝမဆန့်ကျင်တဲ့သူတွေပါဆက်လက်ဆန့်ကျင်သွားလို့ရှိရင်တော့နော်ဟိုဘယ်ကောင်ခင်ဗျားတို့ကြည်ခိုင်အစိုးရဆက်တက်လာမှာပဲနောက်ထပ်ခင်ဗျားတို့ကိုဆန့်ကျင်တော်လှန်တော့ တော်လိုင်းအုပ်စုနောက်ထပ်တစုထပ်ပေါ်လာရင်လည်းမကောင်းဘူးအဲ့လိုမဖြစ်ဖို့ဟာအဲခင်ဗျားတို့ဇေယိုက်တွေပြင်ဖို့လိုပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်